အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငကားတိုက်ဆက်များကြုံတွေ့ရမည့်ပြဿနာများပဲဖြစ်ပါတယ်။ နဂါတိုက်ဆက်ကလာသူတွေကြုံတွေ့ရလျက်ရှိတဲ့အရာကတော့ဒေါသထိန်းချုပ်လို့မရတဲ့ပြဿနာပဲဖြစ်ပါတယ်။ဘလောက်ပဲဘာသာတရားအကောက်နဲ့သူဖြစ်ပါစေဒေါသထွက်လာရင် ထိန်းချုပ်ဖို့ခက်ခဲကြပါတယ်။ခန္ဓာကိုယ်အတွင်းကအပူတက်လေလွန်ကဲလာတတ်ပါတယ်။စိတ်တော့ကလည်းများတတ်သလိုအတွေးလွန်လာရင်ခေါင်းတစ်ချက်အမြဲကြိုက်တတ်ပါတယ်။အိပ်ဘူးဆိုအိပ်ရင်မောတဲ့တံကိုပဏိယံကြကြခံနိုင်ကြပါတယ်။အိပ်ပြီဆိုရင်လည်းနှိုးတဲ့သူကရန်သူပါ 調査ရင်လဲ లైవ్ မမီကြသလိုပြင်းရင်လဲဘယ်သူမှ లైవ్ မမီတတ်ပါဘူး။ငကားတိုက်ဆံများအနေဖြင့်တိုက်မှာအိမ်အောင်သို့မဟုတ်ချစ်သူကြံခဲ့တဲ့သူများကဘဝမှာတယောက်တည်းအထီးကျန်နေတာများပါတယ်။ရလက်ရှိဘဝမှာချစ်သူရှိအိမ်အောင်ပြုမယ်ဆိုလက်လာပါနဲ့ကျမ်းမာရေးထိခိုက်လာတတ်ပါတယ်။ဘာလို့လို့ဘာကကိုင်းအစင်မပြေပြောတာမျိုးလဲဖြစ်တတ်ပါတယ်။တယောက်တည်းရှိနေရင်အထီးကျန်ရင်ကျမ်းမယ်ဒါပေမဲ့ ကြံစီထားသမျှအကုန်ဖြစ်မြောက်တာငွေကြီးကအစလိုအပ်ရင်တလိုက်တာမျိုးဆိုရောက်လာတာမျိုးကြုံရပါလိမ့်မယ်။အနားမှာဘသူမှမရှိရင်တော့တယောက်ယောက်ရှိသလိုခံစားနေရမယ်။တခါတလေဘာမှမသိအလိုလိုပျော်ရွှင်ကြည်နူးနေရလိမ့်မယ်။ကြီးစားရပြီးသို့မဟုတ်အိမ်အောင်ပြုတော့မယ်ဆိုတာနဲ့အိမ်မက်ထဲအဆက်နွယ်သို့မဟုတ်အတိတ်ဘဝကချစ်သူ အိမ်အောင်ဘက်ကအိမ်မက်လက်ပေးတတ်ပါတယ်။ဒေါသထွက်တဲ့အရေးအယောင်မျက်နှာမျိုးပြတတ်ပါတယ်။ ။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ရည်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ပုဒ်ရရရများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေ။ Notification Bell နဲ့နှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။